အားလုံးမဲ့ရန်ကိုစိတ်ဝင်စားနိုင်မဲ့ installment plan လည်းရရှိနိုင်မဲ့ the vibe banner ရဲ့ town hall project လေးနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။တလကိုဘတ်9000ကျော်သွင်းရုံနဲ့ town house လုံးပိုင်ဆိုင်ရရှိနိုင်မဲ့ဆိုရင်ရောစိတ်ဝင်စားပါလား။ဒါဆိုရင်တော့ငါးနှစ်အရေးကြာ installment plan နဲ့ဝယ်ယူရရှိနိုင်ပြီး down payment 90ရာခိုင်နှုန်းသွင်းပြီးတာနဲ့ ready to move in နေလို့ရတဲ့ vibe banner လုံးချင်းအိမ်ဟာအယောင်လေးရှိပါမယ်နော်။ Altitude Developer ကစောင့်လုပ်ပေးထားတာဖြစ်ပြီးတော့ Yellow Line MRT Sedan နဲ့ကားမောင်းမယ်ဆို10မိနစ် Singapore British International School ကိုလည်း project အတွင်းမှာပဲစောင့်လုပ်ပေးသွားမှာဖြစ်တဲ့အတွက် project ဝယ်ယူထားတဲ့သူတွေအတွက်အိမ်မှာတောက်တာမိမိလေးတွေရှိတယ်ဆိုရင်တော့ကျောင်းလာကတစ်နှစ်စာရဲ့25% discount ကိုလည်းရရှိနိုင်ဦးမှာဖြစ်ပါတယ်။ဒီကာလမှာဝယ်ယူမဲ့ client တွေအတွက်ကလည်း free furniture voucher, free decoration voucher, free common fees 2 year voucher တွေကိုထပ်ဆောင်းပြီးရရှိ နိုင်အောင်မှာဖြစ်ပါတယ်။ လမ်း area 17.5 square wire ပေါ်မှာတိစောက်ထားတာဖြစ်ပြီးတော့ town house area ကတော့155 square meter ရှိတာဖြစ်ပါတယ် garden နဲ့ corner ဆိုပြီးတော့နှမျိုးနှစားဝယ်ယူရရှိနိုင်မှာဖြစ်ပြီးတော့ဈေးနှုန်းလေးကတော့5.69 million buck နဲ့5.79 million buck ဆိုပြီးနှမျိုးနှစားဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် ကပကင်နစည်းစာရက်လို့ရမှာဖြစ်ပြီးတော့ဒီ project လေးရဲ့ထူးခြားချက်ကတော့ pet friendly လေးဖြစ်တဲ့ townhouse လေးပဲဖြစ်ပါတယ်။ ဘယ်ကမှသွားစရာမလိုဘဲနဲ့ကိုယ့်ရဲ့အိမ်ယာဝန်ထဲမှာပဲ facility အပြည့်အဝရရှိနိုင်မဲ့ car house project လေးပဲဖြစ်ပါတယ် facility အနေနဲ့ဆိုလို့ရှိရင်လဲ swimming pool fitness co-working space pet playroom garden playground တွေပါဝင်ဦးမှာဖြစ်ပါတယ် ဈေးနီးចောင်းနီးတွိုင်းလာရေးလဲအရန်ကိုအဆင်ပြေပြီးတော့ဈေးနှုန်းတင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 ်းလေးနဲ့အဆင်ပြေပြီး facility အပြည့်အဝပေးနိုင်တဲ့ဒီ project လေးကတော့ banner area မှာရှိတဲ့အတွက်ဘန်ကောက်မှာလုံချင်းဝယ်ဖို့ရွေးချယ်နေပြီဆိုရင်တော့ဒီ project လေးကအရွေးချယ်တင်ဆုံး project လေးတစ်ခုဖြစ်မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာတကယ်လို့ဒီ project လေးကိုဝယ်ယူဖို့စိတ်ပန်ဝင်စားတယ်ဆိုလို့ရှိရင်တော့ developer တိုက်ရိုက်ဖြစ်တဲ့ကျွန်တော်တို့ mega property bank ကိုအချိန်မရွေးဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ